မြန်မာပြည်ပေါ်တိုင်းသားညီကုံမောင်နှမများအကောင်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သားလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာမှာစစ်ပွဲတွေကြောင့်ဘင်္ဂလားဒေ့ဒုက္ခသည်များနေရပြန်ဖို့မဖြစ်နိုင်သေးဘူးဆိုတာကိုဘင်္ဂလားဒေ့နိုင်ငံရဲ့နိုင်ငံခြားရဲ့အကြံပေးတောင်းရဟူစင်ကပြောကြားလိုက်တယ်ဆိုတဲ့သတင်းနဲ့အတူရိုဟင်ဂျာမချိခဲ့ဘူးဆိုတာကိုပြင်သစ်နိုင်ငံသားတမိုက်သူတွေသည်ဒေါက်တာဂျက်စလိုက်တာကပြောကြားလိုက်တယ်ဆိုတဲ့သတင်းဆောင်မကိုကျွန်တော်အနေနဲ့ဖတ်ချူးမျှဝေတင်ဆက်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ကမြန်မာမှာစစ်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ဒုက္ခသည်များနေရပြန်ဖို့မဖြစ်နိုင်သေးဘူးမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ်နက်အစိပ်ပိုင်းကွင်းနေတဲ့အုံရှုံမှုပြန်လည်ဝင်ရောက်လာမယ့်သူတွေအတွက်လုံခြုံရေးနဲ့နိုင်ငံသားအဖြစ်အာမခံချက်မရှိသေးတဲ့စားတဲ့အခြေအနေတွေကြောင့်နေရပြန်ဖို့အတွက်ဒုက္ခသည်များမဖြစ်နိုင်သေးဘူးလို့ဘင်္ဂလားဒေ့နိုင်ငံခြားရေးအကြံပေး MD တောင်းဟင်းဦးစင်ကပြောကြားလိုက်တယ်ဘင်္ဂလားဒေ့ကျွမ်းကျင်ပညာရှင်များတက်ကတော့ BUP ဘင်္ဂလားဒေ့တပ်မတော်ဌာနခွဲတို့ပူးပေါင်းကျင်းပတဲ့ဆွေးနွေးပွဲမှာ ဒုက္ခတွေများအကြတဲ့ဟာခိုင်လုံတဲ့အဖြစ်မရာပဲနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ကြောင်းသူကပြောကြားခဲ့တယ်။နှစ်နိုင်ငံတန်ကင်းတမန်ကင်းအပေါ်ဘင်္ဂလားဒေ့ကနဦးမီကိုအားထားမှုဟာအဓိပ္ပာယ်ရှိတဲ့ရလဒ်တွေကထွက်ပေါ်လာပွဲမရှိနိုင်ရောသူကဆက်လက်ပြီးတော့ပြောကြားပြီးနှိမ့်ချေကြနှစ်နိုင်ငံနေရပြရဲ့လုပ်ငန်းစဉ်ထိရောက်မှုမရှိကြောင်းဒုက္ခတွေများတရောင်မှမြန်မာနိုင်ငံကိုပြန်လာခဲ့ခြင်းမရှိကြောင်းသူကထောက်ပြခဲ့တယ်။နေရပြန်ဖို့အရေးဟာမိမိဆန္ဒအလျောက်လုံးရှုံစွာစိတ်ချရပြီးနိုင်ငံသားဖြစ်ခွင့် အပြေဝအာမခံချက်အပေါ်မှာ အခြေခံယာမဖြစ်နိုင်တာကြောင့်ဒုက္ခတင်များသည့်သူတို့ရဲ့အတ္တအနေနဲ့အခြေခံအခွင့်အရေးတွေကိုကင်းမေးတဲ့နိုင်ငံကိုပြန်ဖို့အတွက်မဖြစ်နိုင်ဘူးလို့ပြောကြားထားတယ်။ပြန်တဲ့ချက်တွေကိုချိနေပေမဲ့ဘင်္ဂလားရှ်ရဲ့ဒုက္ခတင်စခန်းတွေကအနည်းဆုံးအခြေခံလူမုန်းကူညီရေးအဆင့်ကိုပေးထားကြောင်းလည်းသူက ပြောကြားထားတယ်။ဆိုတော့ရိုဟင်ဂျာဆိုတာမချီချောင်းကိုပြင်သစ်နိုင်ငံသားတမိုင်းပညာရှင်ဒေါက်တာဂျက်စလိုက်တာကပြောကြားခဲ့တယ် ရခိုင်ရဲ့သမိုင်းကိုနေပေါက်20အကြာအသေးစိတ်သုရေသနာပြုလာခဲ့သူပြည်သင်းနိုင်ငံသားသမိုင်းပညာရှင်ဒေါက်တာဂျက်စလိုက်တာကဆက်လာပြီးတော့ပြောကြားဒီမှာရိုဟင်ဂျာမှာရခိုင်တိုင်းရင်းသားမဟုတ်ပါကြောင်းရိုဟင်ဂျာဆိုဒီမှာတိုင်းရင်းသားလူမျိုးဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပတ်သက်ပြီးတော့မရှိပါဘူးသူတို့တွေအနေနဲ့မတက်ရပြီးတော့သူတို့ဟာမြန်မာနိုင်ငံတိုင်းရင်းသားပါလို့တွေးကြော်လို့မရနိုင်ပါဘူးပြီးတော့ဒီလိုအော်နေတာကအကောင်ဆုံးအနေနဲ့မဟုတ်ပါဘူးလို့ကျွန်တော်တို့ထင်ပါတယ် ူတို့တွေအနေနဲ့ရခိုင်ပြည်မှာမျိုးဆက်တစ်ခုကမကနေထိုင်လာကြတဲ့မွ슬လင်တွေပါလို့ပြောရင်ကတော့ညင်မှုမရှိပါဘူးညင်မှုခက်ပါတယ်ရိုဟင်ဂျာဆိုတာဝါဟာရတစ်ခုပါချင်းဟောက်စကလုံးတစ်ခုဖြစ်ပြီးတော့မြန်မာနိုင်ငံလောလောရေရပြီးနောက်ပိုင်းရောက်လာမှဒါကိုအသုံးပြုခဲ့ပြီးတော့နိုင်ငံရေးခေါင်းစဉ်တန်းနိုင်ဖို့အတွက်တောင်းဆိုနေကြခြင်းဖြစ်ပါတယ်အခုအချိန်အထိကတော့သူတို့အားလုံးဟာရခိုင်ပြည်နယ်အတွင်းမှာမွ슬လင်တွေပါအားလုံးအနေနဲ့အဲ့ဒီနိုင်ငံရေးခေါင်းစဉ်တစ်ခုဤ အောက်မှအကျုံးဝင်ဖို့အတွက်အဆင်သင့်ဖြစ်မနေပါဘူးကျွန်တော်ဟာဘင်္ဂလားဒေ့ကိုရောက်ခဲ့စဉ်တုန်းကရခိုင်ပြည်နယ်ကနေဘင်္ဂလားဒေ့ကိုကူးလာတဲ့မွတ်စလင်တွေအားလုံးကိုခင်ဗျားတို့ဟာရခိုင်ပြည်ကလာတဲ့ရိုဟင်ဂျာတွေလာလို့မေ့ကျူပါတယ်သူတို့ကပြောပါတယ်ကျွန်တော်တို့ဟာရိုဟင်ဂျာမဟုတ်ပါဘူးကျွန်တော်တို့ကရခိုင်ပြည်မှာနေထိုင်ကြတဲ့ဘင်္ဂလီလူမျိုးမွတ်စလင်တွေပါဟုသူတို့ကကျွန်တော်ကိုရိုဟင်ဂျာဆိုတဲ့စတေကကမပေးပါနဲ့လားဆိုပြီးတော့ပြန်လေပြောကြားခဲ့ကြတယ် ရိုဟင်ညာဆိုတဲ့ဝါဟာရသည်ချိုင်းနာကိုတရုတ်ဟုမြန်မာကခေါ်ဝေါ်ကြတဲ့သောရခိုင်ပြည်ကိုဘင်္ဂလီများကဘင်္ဂလီဘာသာဖြင့်ရှေခတ်ပတိများကနေရိုဟင်ဟုခေါ်ဆိုကြခြင်းဖြစ်ပြီးတော့စင်ဘောဝါဟာရဖြစ်သောရိုဟင်ဂျာဆိုသည်မှာရခိုင်ပြည်သားဟုအဓိပ္ပာယ်ရာကြောင်းကိုနောက်ပိုင်းမှာရခိုင်လူမျိုးတို့ကသိလာကြလေသည်ရခိုင်ပြည်သားဆိုသည်အဆိုပါဝါဟာရသည်ရခိုင်ပြည်သားတို့ရခိုင်လူမျိုးများနှင့်သာတက်ဆိုင်နေပြီးတော့1950ခုနှစ်နောက်ပိုင်းကာလမှာ ရခိုင်ပြည်သို့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှခုဝင်လာကြသောဘင်္ဂလီများနှင့်လုံးဝသက်ဆိုင်မှုမရှိပါကြောင်းကိုလည်းသိရလေသည်1950ခုနှစ်နောက်ပိုင်းတွင်ဤအမျိုးမျိုးတို့ဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ခိုးဝင်လာကြသောဘင်္ဂလီလူမျိုးတို့နှင့်မူရင်းနှင့်ပတိတို့ကယောနှောကနေထိုင်လာကြရာမှလူဦးရေအစမတန်တိုးပေါ်လာခြင်းဖြစ်လေသည်စင်စင်းဆိုရသောယခင်အချီခဲ့ပိသားဖြစ်သည့်ပြည်တွင်းနေမွတ်စလင်တို့ကအဆိုပါလူမသိသူမသိရိုဟင်ဂျာဆိုသည့်ဝါဟာရကိုအကြောက်ပြုပြီး ရခိုင်ပြည်နယ်ကိုခြေကုပ်ယူ၍ထိုမှစတင်ရင်မြန်မာနိုင်ငံကိုအစ္စလာမ်နိုင်ငံထူထောင်နိုင်ရန်အတွက်ရခိုင်ပြည်နယ်ကိုစတင်ကအပိုင်သိမ်းဖို့ရည်ရွယ်ချက်ရှိရှိဖြင့်လှုပ်ရှားနေကြခြင်းပင်ဖြစ်လေသည်ရိုညာဆိုတဲ့ဝါဟာရကိုပညာမတောက်တခေါက်တတ်တဲ့ပင်ကလေးများကပေါက်တပေါက်ရိုက်ကလေးစားဖို့ရည်ရွယ်၍အသုံးပြုကြခြင်းသာဖြစ်သည်ဟုနီကုံချုံရသောဘင်္ဂလီရိုဟင်ဂျာလူမျိုးဟုသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှခုဝင်လာကြသောဘင်္ဂလီလူမျိုးတို့၏ပြည်တွင်းနေ မွ슬င်လူမျိုးတို့ပူးပေါင်းကအစ္စလာမ်ဥပဒေအရမြန်မာနိုင်ငံအစ္စလာမ်နိုင်ငံထူထောင်နိုင်ရဲ့အတွက်နိုင်ငံရေးကစားခွက်တခုများပင်ဖြစ်သည်ဟုရခိုင်သမိုင်းအားနှစ်ပေါင်း20ကြာမြင့်စွာအသေးစိတ်သူဒေသနာပြုလာခဲ့သူပြည်သူပြင်းသင်းနိုင်ငံသားပညာရှင်ဒေါက်တာဂျက်စလိုက်တာဆိုသူမှဤသို့ထောက်ပြပြောဆိုထားခြင်းဖြစ်သည်ဒါကနိုင်ငံတကာထိုးဖောက်လို့ရအောင်အတွက်ဒါကအင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေထားတဲ့ဟာကိုမြန်မာဘာသာနဲ့ ပြန်ပြီးတော့တင်စားထားခြင်းပဲဖြစ်ပါတယ်ဒါကိုကျွန်တော်ကတဆင့်ခံဖတ်ကျူများဝေတင်စားရခြင်းဖြစ်ပါတယ်ဒါကြောင့်မြန်မာနိုင်ငံမှာမွတ်စလင်ခေါ်ရင်ရတယ်ဘင်္ဂလီခေါ်ရင်ရတယ်မြန်မာနိုင်ငံသားအကောင်လုံးကရိုဟင်ဂျာဆိုတာကိုဘယ်နှမလက်မခံဘူးအထူးသဖြင့်ရခိုင်ပြည်မှာရှိတဲ့ရခိုင်သူရခိုင်သားကပို့ပြီးတော့လက်မခံပါဘူးရိုဟင်ဂျာဆိုတဲ့နာမည်ဟာရခိုင်ပြည်သားဆိုတဲ့ဘင်္ဂလီတွေရဲ့ စကားဝဟာရဟာရခိုင်ပြည်သားလို့အဓိပ္ပာယ်ရတာဖြစ်တာကြောင့်ရိုဟင်ဂျာလို့သုံးလိုက်တာနဲ့ရခိုင်ပြည်တပြည်လုံးဟာသူတို့ရဲ့တည်နေပါသူတို့ရဲ့နေမြေပါဆိုတာကထင်းထင်းကွက်ကွက်မြင်နေတဲ့အတွက်အကုန်လုံးသတိရှိဖို့ရိုဟင်ဂျာနဲ့ဘင်္ဂလီမတူပါဘူးဆိုပြီးတော့လိုက်ပေါ်မှာကြော်စောလင်းတို့ချမ်းလေးတို့ပြောထားတဲ့ဟာကိုလည်းကျွန်တော်အနေနဲ့ share လိုက်ပြီးညဝေတင်စားပေးပြီးဖြစ်ပါတယ် ဒါကြောင့်ရခိုင်ရဲ့အနှစ်သာရကိုသိအောင်လေ့လာပါ ရခိုင်ပြည်အတွင်းကဒီရှုပ်ထွေးလို့လေပြဿနာတွေကိုပြောကြဖို့အတွက်ဆိုရင်အတီးအကျလေ့လာဖို့လိုအပ်ပါတယ်လို့ပြောရင်ဒီဗီဒီယိုဖိုင်ကိုကျွန်တော်အနေနဲ့ဖချူမြားဝေတင်ဆက်ရခြင်းဒီလူမျိုးရဲ့အမုံပေါ်လို့မဟုတ်ဘူးဘာသာရဲ့အမုံပေါ်လို့မဟုတ်ဘူးမချီးတာကို အရှိလို့ပြီးတော့ရှိတာကို မချီးအောင် လုပ်တာဆိုတာကလည်း ြည်ထနာတရားဖြစ်တာကြောင့်ဒီပြည်ထနာညီညာမို့အတွက်ရည်ရွယ်ဒီစောင်းမကိုဖတ်ရှုမြှောက်ဝေတင်ဆိုင်ရခြင်းဖြစ်ပါတယ်ဒါကြောင့်ကြည်ရှုနေကြတဲ့မိဘပြည်သူများစိတ်အီးရှမ်းသာခြင်းကိုအီးကြမ်းမာခြင်းအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့စုမောကောင်းတောင်းရင်ဒီဗီဒီယိုဖိုင်ကိုညီကုန်ချုပ်အဆုံးသတ်ပါတယ် share လေးတစ်ချက် comment တစ်ချက် like တစ်ချက်နဲ့ကူညီပေးကြပါလို့ပြောရင်ညီကုန်ချုပ်ပါတယ် bye bye